ရန်ကုန်မန္တလေးအမြန်လမ်းမကြီးမှာစံချိန်တင်လူသေဆုံးခဲ့တဲ့ရာဇာမင်းခရီးသည်တင်ရင်တိတ်မှမှုဖြစ်စဉ်မှာရှင်မောင်းကိုလိုင်းစင်မပါဘဲမောင်းနှင်မှုနဲ့ထောက်နဲ့၃လကိုကနအူးချမှတ်လိုက်ပြီးဖြစ်ကြောင်းအမြန်လမ်းရဲတပ်ဖွဲ့မှုရှုံးမှဇွန်လ၁ရက်နေ့နနက်ပိုင်းကစုံစမ်းသိရှိရပါတယ်။အဆိုပါအမှုအပြင်အဆိုပါရှင်မောင်းဖြစ်သူကိုပြည်မှုဆိုင်ရာဥပဒေပုံမှ၃၀၄က 338 338 238 288စတဲ့ဥပဒေပုံမှန်တွေနဲ့လေဝေးတရားရုံးမှာဆက်လက်စစ်ဆေးနေကြောင်းအမြန်လဲရဲတပ်ဖွဲ့မှုရဲမှူးကြီးနေဝင်းထံကသိရပါဗျ။အမြန်လဲရဲတပ်ဖွဲ့မှုကရာဇာမင်းရင်မောင်းကိုလေဝေးတရားရုံးမှာပထမအဦးဆုံးစစ်ဆေးပြီးတဲ့မော်တော်ယာဉ်ဤဥပဒေပုံမှန်၂၁လိုင်စင်မပါဘဲမောင်းနှင်မှုအရာထောက်နဲ့၃လချမှတ်လိုက်ပြီးလူသိမှုဒဏ်ရာရရှိမှုရင်းမစင်မကျေမောင်းနှင်မှုစတဲ့ဥပဒေပုံမှန်တွေနဲ့လည်းဆက်လက်စစ်ဆေးနေရလို့ဆိုပါတယ် မေလ12ရက်နေ့ည9:00နာရီခန့်ကရန်ကုန်မန္တလေးအမြင်လမ်းမကြီးမိုင်းတိုင်169ခွန်မြင်းဆောင်6အနီးမှာရှိတဲ့ပြင်းမနာတောင်တွင်ကြီးမီးရထားဂုံးကြော်တရာအောက်ကိုရှားစာမင်းခီးတဲ့တင်ရင်ဟာပြုတ်ကျခဲ့ပြီးရင်းပေါ်ပါခီးတဲ့16ဦးသေဆုံးခဲ့က28ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါရင်တိမ်းမှမှုဖြစ်စဉ်ကိုပြည်ထရေးဝင်ကြီးဌာနအပါအဝင်သက်ဆိုင်ရာအစိမ့်မြင့်အရာရှိတွေပါဝင်တဲ့စုံစမ်းစစ်ဆေးရေးစုံခုံအဖွဲ့ကစစ်ဆေးပြီးရရှိထားတဲ့အချက်အလက်တွေကိုနိုင်ငံတော်သမ္မတထံတင်ပြပြီးတင်ပြထားမှုအတည်ပြုပေးပါကအမြန်လန်းတခြားမှာဆောင်ရွက်မဲ့အစီအမံတွေကိုတိုးမြှင့်ဆောင်ရွက်သွားဖို့အစီအစဉ်ထားတာဖြစ်ပါတယ်။